င်္ဂလာပါ Jerry Knowledge Junction Page ကနေပြီးကျေးဇူးပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကဘာမှာနမဲဆိုးနဲ့ကြော်ကြတဲ့ Golden Triangle လို့လည်းလူသိများတဲ့ရွှေကြီးကန်နယ်မြေအကြောင်းပဲဖြစ်ပြီးဘာလို့ရွှေကြီးကန်နယ်မြေလို့ခေါ်တာလဲဒီနယ်မြေမှာဗိုင်မျိုးတွေပါဝင်လဲဘာကြောင့်ကဘာမှာနမဲဆိုးနဲ့ကြော်ကြရတာလဲဘသူတွေထိန်းချုပ်ထားတာလဲ Dark Side တွေရပါတယ်လဲဘလို့ဒုစရိုက်ပေါင်းစုံရှိလဲခုလက်ရှိရောဘာဖြစ်နေလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြသွားပြီးမှဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုအားပေးကြပါဦးခင်ဗျာ ရွှေကြွေးကန်နယ်မြေဆိုတာကတော့မြန်မာ၊ထိုင်း၊လာအိုသုံးနိုင်ငံနဲ့နမိတ်ထိစပ်ရနေရဖြစ်ပြီးတော့မဲခေါင်မြေနဲ့ရုခုံမြေဆုံရနေရလည်းဖြစ်တယ်။၁မြန်မာဘက်နယ်နမိတ်မြို့များမြန်မာဘက်နယ်နမိတ်မြို့တွေကတော့တာချီလိမ့်မြို့၊မိုင်းဆက်မြို့နဲ့မိုင်းရံမြို့တွေဖြစ်ပြီးတော့တာချီလိမ့်မြို့ကတော့ထိုင်းဟိုဒရာနဲ့ချိတ်ဆက်တာပြီးမိုင်းဆက်မြို့ကတော့မူရစ်စီသမိုင်းနယ်မြေတစ်ခုဖြစ်ပါတယ်။မိုင်းရံမြို့ကတော့ခွန်စာရဲ့အခြေစိုက်စခန်းများတွေကတစ်ခုပဲဖြစ်ပါတယ်။၂ထိုင်းဘက်နယ်နမိတ်မြို့များ ထိုင်းဘက်နယ်နိမိတ်မြို့တွေကတော့ချိုင်ရင်မြို့နဲ့ချောင်စင်မြို့ဖြစ်ပြီးတော့မဲဆိုင်မြို့ကတော့တာချီလိမ့်မြို့နဲ့တရာချိတ်ဆက်ထားပါတယ်။လာအိုဘက်နယ်နိမိတ်မြို့များလာအိုဘက်နယ်နိမိတ်မြို့တွေကတော့တွန်ဖြုံခရိုင်ဘူကီယိုပြည်နယ်ဖြစ်ပြီးတော့ဝေးဆိုင်မြို့ကနေမဲခေါင်မြေကန်ကိုပြီးထိုင်းနိုင်ငံဘက်ကိုသွားနိုင်ပါတယ်။ဖြည်တိကန်ဆိုပြီးတော့ဖြစ်လာရတာကတော့1950နောက်ပိုင်းအရှိတောင်အာရှမှာအကြီးဆုံးမူရစီဝါထုတ်လုပ်တဲ့နေရာဖြစ်လာတယ်။မူရစီဝါရတဲ့အမျက်စွန်းတွေကရွှေထွက်တယ်လို့ဖြစ်နေတော့ရွှေလိုနန်သာသုံးပြီး ရွှေကြီးကန်နယ်မြေလို့နာမည်ကြီးလာခဲ့ပါတယ်။နောက်တစ်မျိုး The Opian Empire လို့လည်းအမွန်တင်ခဲ့တယ်။ဒီနယ်မြေကိုရွှေကြီးကန်နယ်မြေဆိုပြီးတော့နာမည်ကြီးလာစေခဲ့တဲ့အဓိကလူတွေဖြစ်တဲ့ခွန်စာ၊လူရှင်းဟန်၊စိုင်းတော်ခန်းတို့နဲ့နောက်ဆုံးရှယ်ကျစ်လေတို့အထိကျွန်တော်ရှင်းပြပေးသွားပါမယ်။နံပါတ်၁ခွန်စာနာမည်ရင်းကတော့ချန်ချီဖူဖြစ်ပြီးတော့ရှန်တီယုတ်ကပြားတယောက်ဖြစ်ပါတယ်။1934မှာမွေးဖွားခဲ့တယ်။1980နောက်ပိုင်းမှာမူရစ်စေဝါအကြီးဆုံးထုတ်လုပ်သူဖြစ်လာခဲ့ပါတယ်။ 1960မှာသူ့ရဲ့ကိုပိုင်တပ်ရှမ်းမျိုးသားတပ်မတော် ရှမ်း United Army SUA ကိုဖွဲ့စည်းခဲ့ပါတယ်။တပ်ဖွဲ့3000လောက်ရှိပြီးလက်နက်ကင်အင်အားပြင်ဖွဲ့စည်းတခုဖြစ်ပါတယ်။1985မှာမွန်တိုင်းတပ်မွန်တိုင်း Army MDA ရာလည်းတပ်ဖွဲ့2000လောက်ရှိတဲ့ခွန်စာလက်အောက်ခံတပ်ပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမူဆဲတောင်တောင်ကြီးနယ်မြေရွှေကြီးကန်ဒေသအထိထိန်းချုပ်ထားပါတယ်။မူရစီဝါရီကိုထိုင်းလာအိုတရားရီကနေတဆင်းဘဟုကုံတွေရည်စီဖြန့်ပြူးနိုင်ခဲ့ပါတယ် 1980နောက်ပိုင်းမှာခွန်စားတက္ကပါလုံးမှာဟီရိုအင်60ရာခိုင်နှုန်းလောက်ဒီကိုဖြန့်နိုင်ခဲ့ပြီးနိုင်ငံတကာသတင်းတွေမှာရှီကြည့်ကန်ဟီရိုအင်ပရင် Golden Triangle ဟီရိုအင်ကင်းလို့တောင်တင်စားခဲ့ကြပါတယ်။အဲ့ဒီရရတဲ့အကျိုးမြတ်တွေနဲ့ပဲအဖွဲ့အစည်းကလဲပတ်နေခဲ့ပါတယ်။1996မှာတော့ခွန်စားကအစိုးရနဲ့ညှိနှိုင်းတာယူခဲ့ပြီးရန်ကုန်မြို့မှာပဲစီးပွားရေးလုပ်ငန်းပြောင်းလုပ်ခဲ့ပြီး 2000ခုဇူလိုင်26အသက်83နှစ်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။နံပါတ်1လူရှင်းဟန်ရှမ်းပြည်နယ်လေးချောင်းလာရှုပ်မြို့နီး1935ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။1960ကာကွယ်ရေးအဖွဲ့တွေဝင်ပြီးနောက်ပိုင်းမှာမူရည်စေဝါကြီးကဲသူဖြစ်လာခဲ့တယ်။မူရည်စေဝါကိုမြန်မာထိုင်းလာအိုကနီးအာရှဇီကွက်ထီတောင်မှာဖြန့်နိုင်ခဲ့ပါတယ်။ Asia Dress ဆိုပြီးတော့တောင်မှနိုင်ငံတကာမှာအမည်တွင်ခဲ့တယ်။1990နောက်ပိုင်းမှာ Asia World Company ကိုတည်ထောင်ခဲ့တယ်။တေဘူးဆောင်ရေးပြန်ပြေးကုမ္ပဏီအမည်ခံပြီးတော့ 2000ခုနှစ်ဝန်းကျင်မှာအစိုးရစစ်တပ်နဲ့သဘောတူညီမှုယူပြီးတရားဝင်သဘောပုံစံမျိုးနဲ့ဝိရိယစည်းဝဲကိုစနစ်ကျစီမံပြီးတစ်ကမ္ဘာလုံးအထိကိုဖြန့်ချိခဲ့ပါတယ်။2013ဇူလိုင်6ရက်အသက်88နှစ်မှာတော့နှလုံးရောဂါနဲ့ပဲရန်ကုန်မှာဆုံးမသွားခဲ့ပါတယ်။ဆိုင်းနော်ခန်းဆိုင်းနော်ခန်းကို1969ခုနှစ်နိုဝင်ဘာ10မှာလာရှိုးမြို့မှာမွေးဖွားခဲ့ပါတယ်။ဆိုင်းနော်ခန်းကလည်းရွှေကြည့်ကန်နယ်မြေမှာမူရစ်ဇေဝအဖွဲ့စည်းအာဏာရှိသူတူပဲဖြစ်ပြီး ခွန်စာရဲ့မွန်တိုင်းအာမီနဲ့လည်းဆက်ဆက်ရှိသူတူပဲဖြစ်ပါတယ်။2021ခုနှစ်နိုဝင်ဘာ9ရက်မှာမဲခေါင်မြင်မှာတရုတ်ပင်လယ်ရင်တွေပေါ်ကထိတ်တန့်ပြစ်ခတ်မှုဖြစ်တဲ့ရင်သား73ဦးသေဆုံးခဲ့ရတာဆိုင်းနော်ခန်ဘွဲဖြစ်တယ်လို့တရုတ်ဆိုရာဆွဆဲထားခဲ့တယ်။ဆိုင်းနော်ခန်ကိုတရုတ်နိုင်ငံယူနန်ပြည်မှာတရားစွဲပြီးတော့အမှုဖြေခွင့်မရှိသည့်တရားစောဆုံးမြတ်ချက်ကိုချခံခဲ့ရပြီးတည်တံရက်ကို2023ခုနှစ်မတ်လ1ရက်နေ့ဆိုပြီးတော့တတ်မှတ်ပေးခံခဲ့ရပါတယ်။နံပါတ်4ရှက်ကျစ်လင် ရှက်ကျစ်လင်ကို1963အောက်တိုဘာ25ရက်မှာဂွန်ဂျိုးရက်မှာမွေးဖွားခဲ့တယ်။1988မှာကနေဒါမှာအရင်ဆုံးမူရစ်စီဝါလုပ်ငန်းတွေကိုလုပ်ကင်ခဲ့ပြီးတော့ကနေဒါနိုင်ငံသားကိုခံယူခွင့်ရခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရွှေဒီဂန်နေမီရဲ့တခါက The Company လို့လူသိများတဲ့စံကောအဖွဲ့ရဲ့အဓိကခေါင်းဆောင်ဖြစ်လာခဲ့ပြီးတော့ Metaverse Main တွေနဲ့အခု Cloud တွေမှာသုံးနေတဲ့ K လို့နာမည်ကြီးတဲ့ Catamin တွေကိုအဓိကဖြန့်ဝေခဲ့ပါတယ်။ဖြည့်ကျစ်လင်ကို Asia El Chapo လို့လည်းအမွှန်းနေခဲ့ကြတယ်။ Netherlands, Osiro မှာဆို World Most Wanted Dragon လို့တော့ခေါ်ဝေါ်ခဲ့ကြတယ်။2021ခုနှစ်ဇန်နဝါရီ22မှာတော့ Netherlands နိုင်ငံ Schiphol ၄မှာဖမ်းမိခဲ့ပြီးတော့တရားရင်ဆိုင်လျက်ရှိပါတယ်။ယခုလက်ရှိရွှေပြည်နယ်မြေမှာတော့ငွေရေးစေဝါထုတ်လုပ်မှုတွေအရင်အားထက်ရောကျသွားပြီးတော့ကာစီနိုတွေ၊ online လိမ်လည်မှုတွေ၊ကြားပြန်တွေ၊လူကုန်ကူးမှုတွေ၊ကိုရင်းလီတာရောင်းဝယ်ပေါက်ကမှုတွေပြည်သက်သာလုပ်ငန်းတွေနဲ့ပြည့်နှက်နေကြပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုသစ်လေးတွေကိုကြည့်ရှုရန်အတွက်လည်း like and subscribe လေးကိုလည်းလုပ်ပေးဖို့မျှော်လင့်ပါတယ်ရှိမှလည်းဗီဒီယိုအောက်နေတင်တာလေးရှိပါတယ်ခင်ဗျာကြည့်ရှုအားပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်